မိထီလာဒုဂိတ်မှာဖြစ်ပွားသွားခဲ့တဲ့ရုပ်သံဖိုင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်ပါရှင်။အဲရုပ်သံဖိုင်လေးရဲ့မြင်ဖြားခံရကတော့လွန်ခဲ့တဲ့မကြသေးခင်ကာလမှာဆိုရင်မိထီလာမှာရှိတဲ့ပြည်သူစစ်ကောင်းဆောင်တခုဖြစ်တဲ့ကိုစော်ယူထွန်ဖန်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်နေရဲဆိုပြီးတော့လေအွန်လိုင်းမှာကျွန်တော်တို့ဖတ်ရှုရပါရှင်။ကိုစော်ယူထွန်ဟာဆိုရင်905ကိစ္စနဲ့သူတင်ခဲ့တဲ့ post တခုကြောင့်ပေါ့နော်။ဖန်ဆီးခံရတာဖြစ်ပါတယ်အခုချိန်ဒီသူ့ရဲ့အမှုကိုစုံစမ်းစစ်ဆေးနေစေတာဖြစ်ပါရဲ့ရှင့်ဒီလိုဖြစ်နေတဲ့အချိန်မှာပဲဒီကိုဇော်ရွထွန်နဲ့ ဒီပူဘူးဟာဆိုတော့နော်ဒီတိုးကိတ်မှာပြဿနာဖြစ်နေမှာဖြစ်ခဲ့ဘူးလေပေါ့ရှင်ပြဿနာဖြစ်ခဲ့ဘူးလေဆိုရုပ်သံဖိုင်ကလူမှုကွယ်ပေါ်မှာပြန့်နှံ့လာတာဖြစ်ပါတယ်ရှင့်စပြီးတော့ဖြန့်လာတာတော့ဒီ new media တွေဘက်ကနေစဖြန့်တာဖြစ်ပါတယ်အဲ့ဒီကနေမှကိုစော်ရွတ်ထွန်းရဲ့ကိစ္စမှာဆိုရင်ဒီပူမှုကြောင့်ပေါ့နော်ဒီပူမှုကလုံဆောင်ခဲ့တယ်ဆိုတော့တန်တရားဆွဆွဲချက်တွေလည်းအများကြီးထွက်လာပါတယ်ရှင့်ဒါက online ပေါ်မှာကျွန်မသိပြီးတော့ကိုပြောပြတာဖြစ်ပါတယ်။မအောင်လဲဆိုတော့ကျွန်တော်တို့ media အနေနဲ့ကအခုတစ်ခုကိုစုံစမ်းစစ်ဆေးနေတဲ့ကာလမှာဒီမှုကိုမှားတယ်မှန်တယ်ဆိုပြီးကျွန်တော်တို့ဝင်ရောက်ပြီးတော့စုတ်ဖက်ပြောဆိုပိုင်မှုမရှိပါဘူးရှင့်။ ဒါကြောင့်ကျွန်မအနေနဲ့အပြင်ကရှိနေတဲ့သတင်းလေးနဲ့အမှုရဲ့အကြောင်းအရာလေးအနည်းငယ်ပြောပြဖြစ်ပါတယ်။ဆိုတော့ကျွန်မအနေနဲ့ပထမဆုံးပြောပြချင်တာကဒီရုပ်တံဖိုင်ထဲမှာပါတဲ့အကြောင်းအရာလေးပေါ့နော်။မိဘပြည်သူတို့လည်းရုပ်တံဖိုင်ကြည့်ပြီးလောက်ပါပြီ။ကျွန်မလည်းအချိန်ချင်းခါခါကြည့်ပါရဲ့ရှင့်။ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်မကိုတုံ့တက်ပေးပါဆိုရင်ကျွန်မအပြည့်အဝမတုံ့တက်နိုင်ပါဘူးရှင့်။ဒါကြောင့်လည်းဆိုတော့ရုပ်တံဖိုင်ပါဆိုရင်လည်းသူတို့ဖြစ်နေတဲ့ဖြစ်စဉ်ရဲ့အကြောင်းအရာအပြည့်စုံကိုရိုက်ကူးထားတာမဟုတ်လို့ပါပဲရှင့်။ပြောရမယ်ဆိုတော့ကျမတို့ဇာတ်လမ်းတစ်ခုမှာဆိုရင် intro ရှိမယ်ဇာတ်ရဲ့အလယ်ပေါ့နော်ကျောရိုးရှိမယ်ပြီးတဲ့အခါမှာ ending ပိုင်းဆိုတာရှိရရှင့် အဲ့ကျွန်တော်တို့စာရင်မြင်လိုက်တဲ့ရုပ်သံဖိုင်ကိုခေချာလေးပြန်ကြည့်ပါဒေါသထွက်ပြီးအော်ဟင့်နေတဲ့အပိုင်းကနေစရဲရှင်းပြီးတော့နောက်ဆုံးပိုင်းလေးမှာဆိုရင်ဒီဘိုဘူးဟာသူ့ကိုသူ့ရုပ်သံပေါ်တော့ရိုက်ကူးနေတာသူတွေ့သွားတယ်တွေ့သွားပြီးတဲ့အခါမှာဒီဖုန်းကိုလက်နဲ့ယူလိုက်တယ်ဆိုရဲပုံသဏ္ဍန်ပေါ်တော့အဲ့လိုဖြစ်တဲ့အချိန်မှာဒီရုပ်သံဖိုင်ကပြီးသွားခဲ့တယ်အဲ့ဒီပြီးသွားခဲ့တဲ့အချိန်မတိုင်ခင်လေးမှာဆိုရင်ကိုဇော်ယူထွန်းကဖုန်းဆက်နေတယ်သူဖုန်းဆက်ပြတဲ့အချိန်မှာဒီဘိုဘူးပြောတဲ့စကားကိုကျွန်မသတိထားမိတယ်မင်းပြောပြောပြီးငါလဲတယ်ငါပြောမယ်ဆိုတော့ तू ကြုံရတဲ့အရာကို तू ပြောမှာဒါပေမဲ့ तू ပြောတဲ့အပိုင်းကိုကျမတို့နားမထောင်လိုက်ရအောင်ရှင့် ဖြစ်စင်တိုင်းမှာရှုထောင့်ပတ်ချတယ်ဆိုတာရှိရပေါ့နော်ဒါအမှုတစ်ခုလို့တွက်မယ်ဆိုတော့ကျွန်တော်ရုပ်သံဖိုင်အစာဆုံးကြည့်နေရတာမဟုတ်တဲ့အတွက်ဖြစ်စင်တစ်ခုလုံးအစာဆုံးကြိုက်တာမဟုတ်ဘူးပြောချင်တာသူတို့နှစ်ယောက်စာရင်သူနာတက်တာကဒီတိုးကိတ်မှာကားတွေမှန်ချမယ်ဆိုရယ်စားကတ်ထားတာကိုဒီပုံမှုကမှန်ချတဲ့နေရာနေစတာနော်မှန်ချတဲ့နေရာနေစတယ်ဆိုတော့ကျွန်တော်သိရတဲ့အကြမ်းချင်းဒါပေမဲ့သူစပြီးတော့ဒီတိုးကိတ်ကိုရောက်လာခဲ့ကသူတို့အချင်းချင်းအရှိမဘာတွေပြောဆိုထားခဲ့လဲဆိုတာတွေကိုကျွန်တော်တို့မသိလိုက်ရအောင်ရှင့် ဒါကြောင့်ဖြစ်စဉ်တစ်ခုလုံးမှတ်တမ်းတင်ထားတဲ့နေရာမှာဒီပုံမှုရဲ့အမှားကိုပဲကျမတို့ကသိလိုက်ရပြီးတော့ဂျန်နဲ့ဖြစ်စဉ်အစအဆုံးအသေးစိတ်ကိုကျမတို့ကသိချချေရကောက်နိုင်ခြင်းမရှိတဲ့အတွက်ဒီရုပ်သံဖန်နဲ့ပတ်သက်ပြီးတော့ဒီပုံမှုရဲ့လုံဆောင်ချက်ဟာပြင်းထန်တဲ့အမိတ်အာဏာတွေပေါ်မှာပေါ့နော်အသုံးပြုမှုဟာမှားယွင်းနေရဆိုရင်မှတ်ချက်ကလည်းလို့ရှိရင်တခြားမှတ်ချက်ကျမပေးလို့မရအောင်ရှင့်မှန်ခြင်းမှားခြင်းကိုကျမပြေဝသုံးသပ်လို့မရအောင်ဒါကြောင့်ဒီဟာတကန့်ဖြစ်ပါတယ်ကျမအနေနဲ့ကတော့ဒီကိစ္စလေးနဲ့လည်းဆက်နွယ်နေတယ် တက်မတော်သားတွေရဲ့စိတ်နေစိတ်ထားလေးတွေပေါ့နော်ပုံမှန်ထပ်ပို့ပြီးတော့ခတ်ထန်သလိုဖြစ်နေတာလေအစမတင်မှုတွေဖြစ်နေတာလေလုပ်ငန်းခွင်တွေမှာပေါ့အတိအကဒါလေးတွေလည်းဆက်ဆက်ပြီးတော့ကျွန်မတခြားပြင်ပမှုတုဒ္ဒါလေးတစ်ခုနဲ့မြန်မာတက်မတော်ကပြင်ပြင်ပြောင်းလဲတဲ့နာလေးကျွန်မပြောပြချင်ပါအရှင်မြန်မာတက်မတော်ကပြင်ပြင်ပြောင်းလဲတဲ့နာဆိုတဲ့ခေါင်းစဉ်ကကျွန်မဘာကြောင့်တက်လာလဲဆိုရင်တက်မတော်သားတိုင်းရဲ့စိုးခြင်းကောင်းခြင်းတော်ခြင်းညံ့ခြင်းအားလုံးဟာတက်မတော်မှာတာဝန်ရှိပါအရှင်တက်မတော်ရဲ့လေ့ကျင့်သင်ကြားမှုတွေကမြမစစ်သားတွေဆိုတာဖြစ်လာခဲ့တယ်။ဒါကြောင့်တို့အရေးချင်းဟာမြမတက်မတော်မှာအတိတ်ကြောင်မှရှိပါတယ်။ကျမတို့ကောင်းစေချင်တဲ့အတွက်ဝေဖန်ထောက်ပြချင်တာဖြစ်ပါရှင့်။ ကျွန်မဒီဝေဖန်ထောက်ပြမှုလေးကိုမလုပ်ခင်မှာအမေရိကန်စစ်တပ်မှာအသုံးပြုတဲ့ဒီစနစ်လေးတခုကျွန်တော်ပြောပြချင်ပါတယ်။အမေရိကန်စစ်တပ်မှာဆိုရင်စစ်မြေပြင်ကနေပြန်လာခဲ့တဲ့စစ်သားတွေစနစ်တကျစိတ်ကျမ်းမာရေးဆောင်ရှောက်မှုပြုလုပ်ပါရှန့်။ဘလို့လုပ်လဲဆိုရင်တို့ဟာစိတ်တကျခြင်းတွေစိုးရင်စိတ်များရတယ်ပေါ့နော်။အဲ့လိုမျိုးစိတ်ပန်းဆိုင်ရာပြဿနာတွေစောင့်ကြည့်ပြီးတော့သူကကုသပေးတာ။ဘာကြောင့်ဒီလိုကုသပေးရလဲဆိုရင်စစ်မြေပြင်ကနေပြန်လာတဲ့စစ်သားတွေမှာဆိုရင်စိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေပါလာတတ်တာအတွက်ကြောင့်ဖြစ်ပါရှန့်။ ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုရင်ကြမ်းတမ်းခတ်ထန်လို့တဲ့စစ်ပွဲအတွေ့အကြုံတွေကြောင့်တို့ဟာစိတ်ဓာတ်ရရပြီးအိမ်မပြောတာဖြစ်နိုင်တယ်စိတ်ကိုလွယ်တာဖြစ်နိုင်တယ်စိုးရိမ်စိတ်လောကဲတာဖြစ်နိုင်တယ်ဒီလိုစိတ်ပိုင်းဆိုင်ရာစိုးကျိုးတွေဖြစ်လာပါချက်ဒါကြောင့်စစ်နေပြည်မှာရက်စက်တဲ့မြင်ကွင်းတွေတွေ့ကြုံလာတဲ့အခါမှာစိတ်ကကြကြင်းနေကိုကိုကိုတတ်တည်မှုနှုတ်နေလဲအမေရိကန်စစ်သားတွေမှာမြင့်တက်ခဲ့ရှိပါတယ်။အမေရိကန်မှာဆိုရင်စစ်သား18ဦးမှာတဦးကကိုကိုတတ်တည်လေးရှိရဲဆိုပြီးစစ်တမ်းတွေရသိရှိရပါရှင့်။ဒါပြင်စစ်နေပြည်ကနေရရှိလာတဲ့စိတ်ကြံရတွေကြောင့်လူမှုပတ်ဝန်းကျင်နဲ့မိသားစုဘဝမှာပါတို့ဟာထိခိုက်မှုတွေရှိတတ်ပါရှင့်။ စိတ်ကြမ်းလာရဲ့အခြေအနေပြဿနာရှိသွားရင်လုပ်ငန်းခွင်မှာအာရုံစူးစိုက်မှုနိုင်စွမ်းနဲ့ကြံ့ဆင်းသွားတယ်။မိသားစုနဲ့ဆက်ဆံရေးပြဿနာလည်းဖြစ်သွားပါရှင့်။အချုပ်ဆိုရင်ကိုယ့်ဇေဝသုံးဆွဲလာပြီးတော့အကျန်းပတ်မှုတွေပြုတ်လုံမိတာဆိုရင်အလို့တိုက်ဝန်းတို့ဆိုးချိုးဖြစ်စေတဲ့အပြုတ်မှုတွေလည်းလုံဆောင်နေပါတယ်။ဒါကြောင့်စစ်ပစ်ပြင်ရပြန်လာတဲ့အခါမှာဖြစ်လာတဲ့ဆိုးချိုးတွေကြိုတင်ကာကွယ်ဖို့အတွက်အမေရိကန်စစ်တပ်ကသူ့ရဲ့စစ်သားတွေကိုကျန်းမာရေးစစ်ဆေးမှုပုံမှန်ဖြစ်လုပ်တာဖြစ်ပါရှင့်။စစ်သားတွေဆိုတာလည်းနိုင်ငံတော်အတွက်အသက်ဆုံးတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့ကျန်းမာရေးကိုလည်းနိုင်ငံတော်ကပြုစိုက်ပေးရမယ်ဆိုရခံယူချက်နဲ့သူတို့အဲ့လိုမျိုးစစ်ဆေးပေးတာစစ်မီဒီယာပြန်လာ6လတကြိမ်လို့ဒီမှာကျန်းမာရေးစိတ်ကျန်းမာရေးစစ်ဆေးရတယ်ရှင့် ဒီလိုစစ်စစ်ပြီးရခါမှာတို့ကအရေးပေါ်ကုသမှုတွေလုပ်တယ်စိတ်ကုထုံနေတယ်အခုပြီးတယ်ပြီးရခါမှာပေါ့နော်ပြီးရင်အချိန်မရွေးပေါ့အချိန်ရွေးဒီစိတ်နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကြတာတွေပေါ့နော်ဟိုအရန်အထီးကြတာတွေပေါ့နော်အဲ့လိုစိတ်နဲ့ပတ်သက်ပြီးစိတ်ကိုလွှဲရတာဖြစ်လာတယ်ဆိုတို့စီအချိန်နစ်ဆက်တယ်ပြောလဲစိတ်ကုသမှုခမခန့်ရှူနိုင်တယ်ဒါတို့အမေရိကန်စစ်တပ်ကနေပြီးတော့သူ့ရဲ့တက်မတော်သားတွေသူ့ရဲ့စစ်သားတွေပေးထားတဲ့စာဖြစ်တစ်ခုသာဖြစ်ပါရဲ့ရှင့်ဒီတော့ကျွန်မမြန်မာနိုင်ငံမှာရော ရက်ဆက်ကြမ်းကြမ်းလို့နဲ့စစ်နေပြင်းတွေမှာတာဝန်ထမ်းဆောင်ပြီးပြန်လာခဲ့တဲ့မြမတပ်မတော်သားတွေအတွက်သူတို့ရဲ့စိတ်ဓာတ်ရတွေသူတို့စိတ်ထဲမှာဖြစ်လာခဲ့တဲ့အရာတွေပြန်လည်ကူစားပေးနိုင်ဖို့အတွက်စားပြစ်လေးတွေရှိပါသလားရှင်တကယ်လို့မရှိဘူးဆိုတော့ဒီလိုစားပြစ်တွေပေးနိုင်ဖို့အတွက်ကိုတပ်မတော်ကစူးစမ်းနေပါလေရှင်ဘာသာလဲဆိုတော့လူဆိုတာစိတ်ဓာတ်ရရတတ်ပါလေရှင်စစ်သားတွေဆိုတာနဲ့ပဲစိတ်တွေမာကြောပြီးတော့အရာအလုံးခံနိုင်ရှိမယ်လို့ကျွန်တော်တို့ပြောလို့မရအောင်ရှင် ဒါပြင်ကိုစစ်သားတွေရဲ့စိတ်စိတ်ပေါ့နော်စိတ်နဲ့ပတ်သက်တဲ့ခွန်အားရှိနေဖို့ဒီလိုစိုးကြိုးတွေမဖြစ်ဖို့ဆိုတာကနိုင်ငံတော်မှာလည်းတာဝန်ရှိတယ်တပ်တော်မှာလည်းတာဝန်ရှိတယ်ကျမတို့ပြည်သူတွေမှာလည်းတာဝန်ရှိရဲ့ဖြင့်ဘာကြောင့်လဲဆိုတော့ကျမတို့နေစဉ်ပွားမှာလုံခြုံစွာနေနိုင်ဖို့အတွက်ဒီစစ်သားတွေအရဆိုရင်ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေရတာဒီလိုတာဝန်ထမ်းဆောင်ရင်းထဲမှာသူတို့ကမလိုလားအပ်တဲ့အရာတွေကြောင့်စိတ်ခံရရရခဲ့ကြတာဖြင့်ကျမတို့ကောက်ွယ်စောင့်ရှောက်ရင်းထဲမှာသူတို့ကဒီလိုထမ်းရရရခဲ့တာတနက်ပန်တိုင်းထမ်းရမယ်ထမ်းရလို့ပြောလို့မရအောင်ဖြင့်စိတ်မှာဖြစ်သွားခဲ့တဲ့ထမ်းရလည်းထမ်းရတစ်ခုပါပဲမကုစားဘူးဆိုရင်ဘေးရွယ်ဆုံးချုံများပါတယ် ကျွန်မမြင်တာတော့ဒီပုံမှုပေါ့နော်ဒီမိတိတာ token မှာဖြစ်သွားခဲ့တဲ့ပုံမှုပါဆိုရင်သူ့ရဲ့စိတ်ကိုသူ control မလုပ်နိုင်ခဲ့ဘူးချက်ဒါဟာသူ့ရဲ့ insight ဘဝမှာတာဝန်ထမ်းဆောင်ရတဲ့ကာလမှာသူဘယ်လိုမျိုးအတွေ့အကြုံရှိခဲ့လဲဘယ်လိုစိတ်ဓာတ်ရရှိခဲ့လဲဆိုတာကိုလည်းပြန်ပြီးတော့ sensitive တယ်လို့ထင်ပါရဲ့ချက်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့ကတော့သူ့ရဲ့အဖြစ်ကိုမှားတယ်ဆိုတာဒါလူတိုင်းသိရဲ့ကိစ္စ။ဒါပေမဲ့သူ့ဒီဘာကြောင့်ဒီအမောင်းလုံးမိတာလဲဆိုတော့အဖြေရှာမှဒီလိုအမားမျိုးကိုနောက်ထပ်အရာရှိအရာခံနေတဲ့စစ်တေရေမလုံးမိမှာပါရှက်။ဒါကြောင့်ကျွန်မအနေနဲ့အရေးကြီးဆုံးအခန်းကဏ္ဍလေးကိုထုတ်ပေါ်ပြီးတော့အကြံပြုတင်ဆက်ပေးတာဖြစ်ပါရဲ့ချက်။ ီလိုမျိုးစိတ်ပူထုံးနေအနေနဲ့ကကျွန်မနိုင်ငံကစိတ်နေတယ်လို့ဖြစ်တာပေါ့နော်ဒါပေမဲ့ဒါတကယ်လိုအပ်တယ်ရှင့်တကယ်လိုအပ်တယ်ရှေ့လဲစနစ်နဲ့ပြန်သွားတဲ့စစ်သည်တွေတချို့ရောက်လာတဲ့အချိန်မှာစိတ်ကြောက်ရောကဖြစ်နေတယ်ကျွန်မမြင်မှုတယ်ပေါ့နော်ငင်းစားယူပြီးရခါမှာစိတ်ကြောက်ရောကဖြစ်တယ်ဘာကြောင့်လဲသူတို့တဘွားလုံးဒီမြင်ခဲ့တဲ့မြင်ကွင်းတွေထဲမှာရက်ဆက်တော့တဲ့မြင်ကွင်းတွေပါတယ်ရှင့်ကျွန်မတို့တာမန်လူဆိုရင်တော့မှလူတွေတိတ်နေတာမြင်တဲ့ဓာတ်ပုံဆိုကြာကြာကြည့်နိုင်တာရှင့်ကြည့်နိုင်ဘူးသူတို့ကနေပြန်မှာတကယ်ကြုံခဲ့ရတာ ဒါနဲ့သူတို့စိတ်ကြံရတဲ့မှာဆိုရင်ရန်သူတွေရဲ့တိတ်ဆုံးမှုလည်းမြင်ရတယ်လို့မျိုးသူတို့နဲ့တတလုံးအတူတူဒိုးတူပေါင်းပါအလုံးလုံးလာခဲ့ရဲဘော်ရဲဘက်တွေရဲ့ကြာဆုံးမှုကိုလည်းသူတို့မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်ရှိတယ်ရှင်ဒီလိုအချိန်မှာသူတို့ရှင်ထဲမှာဖြစ်သွားတဲ့စိတ်ကြံရကိုဘယ်သူမှမသတိမမှုပေးကြဘူးဘယ်သူမှမကူစားပေးဖို့အတွက်မစဉ်းစားမိကြဘူးရှင်ဒီကနေစိုးစိုးကြီးဖြစ်လာလို့ထင်ပါရှင်။ကျွန်မအနေနဲ့တစ်ဆက်နဲ့ပြောချင်တာကဒီလိုမျိုးပေါ့နော်စိတ်တန်ရာရှိခြင်းမရှိခြင်းဆိုတာတော့လိလဆက်စစ်တဲ့အတက်မလို့ရလေလေ။စစ်တီကိုယ်တိုင်းလည်းဆက်စစ်တဲ့မှာရှင့်။ဒီတော့မှသာကျွန်မတို့ကဖြေရှာနိုင်မှာဖြစ်ပါတယ်။ဒီလိုပြဿနာနေတော့မှာဖြစ်ပါရှင့်။ ဒါကတပိုင်းဖြစ်ပါတယ်ကျမပြောပြတာလေကျမ်းမာရေးနဲ့သက်ဆိုင်တဲ့ကိစ္စပေါ့နော်ကျမနိုင်ငံလိုအပ်ချက်လေးတခုပေါ့ကျမတက်မလို့လိုအပ်ချက်လေးကိုကျမအကြံပြုတက်ဆက်ပေးတာပါနောက်ထပ်တစ်ပိုင်းကတော့အာနာရီပါဝါရီအသုံးပြုမှုပေါ့ရှင်ဒါဟာလဲစိတ်မကျန်းမာတဲ့သူရဲ့လက္ခဏာပါပဲခင်ဆောင်လေအာနာရီပါဝါရီဆိုတာကစိတ်မကျန်းမာတဲ့သူရဲ့လက်ထက်ထက်ပြီးလိုက်လို့ရှင်သူကကောင်းကောင်းအသုံးမချတတ်ဘူးကောင်းကောင်းအသုံးမချတတ်တဲ့အခါကျတော့မင်းပါပါလဲငါပါငါအောင်လဲဆိုရယ်ဇလန်းနေရဖြစ်သွားရော ိတ်ကျမ်းမာရေးကောင်းတဲ့သူတွေစီအာနာရီပါဝါရောက်ရင်ကြတော့သူကအများကြီးကအသုံးပြတ်တယ်ဒီအရာပေါ်မှာတာယာစိတ်မဖြစ်ပေနဲ့အော်ငါကဒီလိုအာနာရှိတာဟာသူတို့ကိုကူညီနိုင်တာပဲဆိုရင်အရှာပေါ့နော်ပညာရှိဆန်ဆန်နေထိုင်တာပေါ့စိတ်ကျမ်းမာရေးမကောင်းတဲ့သူတွေကြတော့အာနာပါဝါရောက်အောင်လို့ရှင်လွတ်ထွက်သွားတယ် control မမိတော့ဘူးကျမတို့အားလုံးကြားထဲမှာပြောနေကြစကားတွေလည်းကြားဖို့နေမှာပေါ့ရှင်မင်းကဘာမှမလုပ်လဲမင်းကငါ့ကိုဘာမှမထင်နေလို့လဲဆိုတော့ကိုကိုကိုဘာကောင်မှာဆိုပြီးတတ်ပတ်ထားတဲ့စီးမြစ်တစ်ခုမှာ तू ကရောက်သွားပြီဆိုအဲ့စကားထွက်တတ်တယ်ရှင် မင်းကဘာကောင်ထင်နေရလဲဆိုတော့ဒါသူကသူတတ်မှတ်ထားရဲဆိုပြီးအကောင်ကောင်ဖြစ်သူတတ်မှတ်ထားလို့ပြောတာလေဟုတ်ပါမင်းကဘာကောင်ထင်လို့လဲဆိုတော့သူများအထင်ထက်သူ့ကိုယ်သူထင်နေတဲ့အထင်ကပိုပြီးကြောက်ကိုကောင်းနေရဲ့ရှင့်ဒါကြောင့်ဒီလိုစကားတွေကိုကခဏခဏပြောနေပြီးပြီဆိုတော့ဆင်ခြင်နေမှာရဲ့ရှင့်ဒီလောကကြီးမှာဘယ်သူမှဘာကောင်မှမဟုတ်ပါဘူးရှင့်အားလုံးကလူသားတွေပဲဖြစ်ပါတယ်အသိဉာဏ်ရှိသူလိုမျိုးကိုယ့်ရဲ့ဘဝကိုရှင်သန်နေထိုင်နေကြတာဖြစ်ပါရဲ့ရှင့်ကိုရရှင်တဲ့နေထိုင်မှုကအများအကျိုးပြုနိုင်ဖို့တော့ဒါရေးကြည့်ပါလေအဲ့ဒါကဒါကျမတို့ဒီပေါ့နော်တန်တရာအလျှောက်မှာကောင်းမွန်သောလူသားအဖြစ်နဲ့တရဝအဖြစ်နဲ့ခရီးသွားနိုင်မှာဖြစ်ပါရဲ့ရှင် နော်ဘယ်သူမှမပါကောင်းမှမဟုတ်ဘူးဆိုတာလေးကလည်းဒါစင်ကျင်းတဲ့ကိစ္စလေးပါနော်ပြီးတော့ဒီပုံမှုကိစ္စကတော့ကျမ်းမာရေးနဲ့ရှုလောက်ကကြည့်ရင်လည်းဒီလိုဖြစ်သွားနိုင်တာဖြစ်တယ်လို့မျိုးအာနာပါဝါအတုံးပြုမှုရှုလောက်ကကြည့်ရဲဆိုလဲစိတ်ကျမ်းမာရေးမပြေဝတဲ့သူပြောဖြစ်သွားတဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်ကျမအဖြစ်နိုင်ဆုံးလေးပေါ့နော်ဖြည့်ရှင်းတဲ့နေရာမှာအတုံးဝယ်လောက်မဲ့နီးလန်းလေးခုပြောပြခဲ့တာဖြစ်ပါတယ်ရှင်သတင်းသုံးသက်ချက်နောက်ဆုံးပိုင်းလေးမှာကျွန်တော်ပြောချင်တာလူသားတွေအကြိုက်ဆုံးအင်္ဂါနှစ်ခုရှိတယ်ဒီဘိုင်းမှာလေတဲကြီးအကြိုက်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဝီကြီးနဲ့အာနာရှင် စိတ်ကျမ်းမာရင်မကောင်းတဲ့သူလက်ထဲကိုငွေကြေးနဲ့အာဏာထည့်လိုက်လို့ရှိရင်တုတ်တုတ်ခါရှူသွားတယ်။ဒါကြောင့်ကျမတို့စိတ်ကျမ်းမာရင်ကောင်းဖို့လားအရေးကြီးတယ်နော်။တမာတိကောင်းကအာဏာတွေငွေကြေးတွေလက်ထဲကြောင့်လို့ရှိရင်မယူတာရှင့်။အဲ့ဒါတွေကအရေးကြီးပါတယ်။တော်တော်အရေးကြီးတဲ့ကိစ္စပါနော်။ဒါကြောင့်ကိုယ့်ကိုစိတ်ကျမ်းမာရင်ကောင်းအောင်မိထိုင်ကြပါ။ဒီတော့မှကိုယ့်လက်ထဲအာဏာပါဝါငွေကြေးရောက်လာတဲ့အချိန်ချင်းကိုယ်ကအကျိုးရှိရှိအသုံးချတတ်မှာဖြစ်ပါရဲ့ရှင့်။အဲ့လိုမှမဟုတ်ရင်တော့လူကဲ့ရဲ့ခံရမယ်။ဒါပြင်ကိုကျမတို့လှုပ်ဆောင်ချက်တွေဟာပြီးသူ